မော်လမြိုင်မြို့မူပွန်ရက်ကွက်မှာရှိတဲ့ရာဇာမင်းစီကိုတောင်စိတ်ကံမှာစီတင်တင်မော်ဒစီအခုလိုမိလောင်နေတာပါကျွန်လာရှိရဲ့နေ့မနေ့7နာရီ45မိနစ်ဝန်းကျင်ကစိတ်ကံမှာကတ်နတ်ထားတဲ့ချိန်မှာပဲပောက်ကွဲလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်ကြောက်ရွံ့ချင်ကျွန်တော်တို့ကဒီမှာမိသားစုနဲ့ထိန်းထားတယ်ထိန်းထားတဲ့အခါကျတော့အပူရောရှိသေးတယ်မီးတော့မရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကအေးပေးတာပေါ့မိသားတိုင်းနဲ့အေးပေးတာခုတည်းပဲဒါတော့ပေးနေလို့စိတ်ချရအောင်အော်ဒိုင်းနိုင်တူတူလို့သိရတယ်အော်ဒိုင်းနိုင်တူတူပြတဲ့ခါကျတော့ကျွန်တော်တို့က အေးဝါရက်ဒီကိုစိတ်ချမှကျွန်တော်ပြန်မှာလောလောဆယ်ကတော့ကျွန်တော်တို့ဒါဟိုအေးပင်းနေတော့ပြီးတော့ဖြစ်စဉ်ကိုစုံစမ်းနေတော့နော်အဲ့ဒါလေးပါနောက်ပြီးတော့ဖြစ်စဉ်ကတော့ကျွန်တော်တို့ကဒီကောင်ကရေဟိုဘောစီတင်မော်တာလေးကိုလှည့်တယ်လက်ကဒိုင်နမိုတွေကလည်မှာပေါ့ဒိုင်နမိုလည်တဲ့ခါကျတော့မီးပွားထွက်လိမ့်မယ်မီးပွားထွက်တဲ့ခါကျတော့ဆိုစီပိုင်တိုင်းကြီးမှာရှိတဲ့စီအငွေ့ကိုတွားပြီးတော့ချက်ပြီးတော့မှဟိုစောစောအငွေ့နဲ့ပောက်ခွဲတာပေါ့ပောက်ခွဲပြီးတော့မှဘေးဘွာအကျိုးနည်းနည်းပွားပွားတော့လောင်သွားတယ် ။ရှီဂလန်တသိန်းဝန်းကျင်ဆက်တဲ့ဘီဝမ်မျိုးစားရာဇာမင်းစစ်တင်တဲ့မော်ဟာတန်လွင်မြို့ဝမှာရှိတဲ့စီတူလောင်ယုံရဲ့စိတ်ကမ်းမှာပဲပောက်ကွဲလောင်ကျမ်းတာဖြစ်ပြီးရည်ရင်မှုပါဝင်နှုတ်သား၅ယောက်ဒဏ်ရာရှိလို့မော်လမြိုင်စည်းုံကြီးမှာရေးပေါ်ခွဲစိတ်လူနာဆောင်မှာကုသနေရပါတယ်။ပောက်ကွဲတန်ကြားရတယ်။ကြားတော့ထားကြည့်တဲ့အခါကျတော့ဒီမှာမီးကနည်းနည်းလေးပဲလောင်လာသေးတယ်။ဟုတ်ကဲ့။လောင်ပြီးတော့အမှ ဒီအလုတ်သမားအရိယာစီဖက်ကအလုတ်သမားတွေဟာရေထဲကိုအားလုံးခုန်ဆင်းပြီးတော့အကုန်လုံးထွက်ပြေးကြ။ဟုတ်ကဲ့။ဒီကကျွန်တော်တို့ဒီနားရောက်လာပြီးတော့ကြီးတော့အလုတ်သမားမှာဒီနားတွေကိုဆွဲတင်ပြီးတော့ခေါ်သွားနေချိန်မှာကျွန်တော်ကားမောင်းလို့အရှိ့ကိုသွားပြီးတော့အရိယာနေကားတယ်။ဒီလိုပေါ်ပြီးတော့ဆေးကိုမီလောင်ပောက်ကွဲခဲ့တဲ့ရာဇမဲစီတင်တဲ့ဘက်ကိုမလမြမြို့နယ်ကမိသက်ရင်ကိုစီကနိုင်ယွေအကြမိငိတ်တက်ခဲ့ရပါတယ်။ခုချိန်မှာတော့စီတင်တင်မောပောက်ကွဲချိန်မှာမီလောင်တန်ရန်ရခဲ့တဲ့ရေရင်မှုကိုပေါ်ဆမှုကြောင့်လောင်ကျွမ်းတယ်ဆိုပြီးပုံမှန်2.5နဲ့မလမြမြို့နယ်မိသက်ဦးစီဌာနကအမှုဖွင့်ထားပါတယ်။ တနော်ကျော်ဆိုပါခင်ဗျာ။